ဗုဒ္ဓအဋ္ဌိနဋ္ဌိဘာဝမြတ်စွာဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်သလဲဆိုဘေကုန်မေးတာပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလည်းကိုယ်မေးရင်ဘယ်လိုဖြေရမလဲဆိုတဲ့အဖြေလေးတွေကစိတ်ဝင်စားကြအောင်အကောင်းတော့မတ္တနာယူကြအောင် မယုံကြည်တဲ့ပုဂ္ဂိုလ်အပဲဖြစ်စေဒီမိဂုံးကို မေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့။ယမယကဘုရဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမိဂုံးမျိုးတွေမေးကြကြတာတွေရှိတယ်ပေါ့။ဘုရဘာသာထဲမှာလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမိဂုံးမျိုးတွေမေးတတ်တယ်ပေါ့။အဲတော့မိလိမ့်နာမင်းကြီးကတော့သူကိုယ်တိုင်ကဖိတကတ် သုံးပုံစပေးတွေကိုနှစ်နှစ်ဆက်ဆက်လေ့လာပြီးမရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဖះကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းနေမေးမဲ့ဆိုလို့ရှင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူသိရှိနားလဲခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့ အဲ့တော့သူကမေခွန်းနဲ့စားတယ်သူကဖယားရှိမရှိဆိုတဲ့နေရာမှာအရှင်နာဂတိနာတဲ့အရှင်ဖယားဗုဒ္ဓကိုကိုတိုင်မြင်မှုသလားဆိုမေခွန်းနဲ့ဒီမေခွန်းကစကားကတ်တော့မဲ့ဆိုတာဟောဆိုဖယားပြိဋိဘံစံသွားတာနှစ်ပေါင်း900နိဗ္ဗာန်ရှိအဲ့မှာဖယားကိုကိုတော့ ကိုယ်တိုင်မြင်ခဲ့တာလားဆိုမိကုံမေးတာနော်သူစတင်မေးလိုက်တော့ဘုဒ္ဓတရားဒိဋ္ဌောရှင်ပြားကိုယ်တိုင်ဘုရားကိုမြင်ခဲ့ဘူးသလားလို့ဆိုရှင်နာသကဒေနာဖြေတယ်နာဟိမာရကမမြင်ဘူးပါဘူးတဲ့ဖះကိုသူကိုယ်တိုင်မမြင်ခဲ့ဘူးပါဘူးတဲ့မမြင်ခဲ့ဘူးလို့ဖြေတဲ့အခါကျထပ်မေးတယ် ရှင်ပြားမမြင်ခဲ့ဘူးဆိုရင်ရှင်ပြားဆရာတွေရောဖះကိုမြင်ခဲ့ဘူးသလားသူရဲ့ဥပိ္ပဇေဆရာတွေကလည်းဖះပြိဋိဘံစံပြီးမှပြိဋိဘံစံပြီးနှစ်ပေါင်း900နိဗ္ဗာန်ခတ်ဓမ္မပေါ်လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့ဖြေတယ်အေးသူတို့လည်းမမြင်ဘူးပါဘူးတဲ့ သူကိုယ်တိုင်လည်းမမြင်ဘူးသူ့ဆရာတွေကလည်းဖះကိုမမြင်ဘူးမတွေ့ဘူးအဲ့လိုဆိုလို့ရှင်တေနာဟိနတ္တိဘုဒ္ဓော မမြင်ဘူးဆိုလို့ရှင်ဖះမရှိဘူးပေါ့တဲ့ဒီလိုပြောတဲ့စကားမျိုး तू ကတ်ပြီးတော့မေးတဲ့ပုံစံလောကမှာမြင်ဘူးမှရှိတယ်လို့ပြောလို့ရတာမှမဟုတ်တာမမြင်ဘူးတဲ့ရှိနေတယ် မမွေးခင်ကကို့အဖေကိုမြင်မှုကြတော့လားနော်မမွေးခင်ကဘယ်သူမှမြင်မှုတယ်မဟုတ်အမေလည်းမမြင်ဘူးအဖေလည်းမမြင်ဘူးမွေးလာပြီးတော့မှဒါအမေဒါအဖေဆိုပြီးမသားချတို့ကိုအဲ့တော့ဗုဒ္ဓဆိုတာကို ကိုရောကိုတိုင်းလည်းမမြင်ခဲ့ဘူးကိုရောဆရာတွေကလည်းမမြင်ခဲ့ဘူးဆိုရင်ဒီလိုဆိုရင်ဗုဒ္ဓမရှိဘူးပေါ့တော့ ဒီလိုပြောတာအဲ့တော့ရှင်နာကတေနာ သူ့ကိုပြန်ပြီးတော့မေခုံးထုတ်တယ်ကိမ္ပနာမဟာရာဇဟိမဝတိဥဟာနတိတရားဒိဋ္ဌာဟိမတမအဲ့ဒီခေတ္တကဥဟာဆိုရက်မြင့်ချရှိတယ်ဒီမြင့်ကတခြားနေရာမှာတော့မတွေ့ဘူး အခုမိလိနဲ့ပြညာမှသာလေဥဟာလို့မြည်ရတဲ့မြင်ရှိဘုရားတောင်ပေါ်မှာဒါကတော့တောင်ကြားမြည်ဆိုတော့ရှိနေတာဘုမပြေမှာလည်းမြည်တည်များများရှိတာပဲလေဒုထဝတိမြည်တို့ပါလို့ဆိုတာတချို့လူတွေမြင်မှုချင်မှမြင်မဲကောင်းမြည်တို့မြည်တည်ဆိုတာတော့ရှိတာ ဒီဘောမျိုးနဲ့နေတဲ့လူတွေကဒီဘောမျိုးနာကပ်ပြီးတော့ဒုထောက်တိမြက်ကစီးသွားတာစီးသွားတော့ဒီဘောမျိုးကလူတွေကတော့ဒုထောက်တိမြက်ကမမနေချတော့ဒီမြက်ကိုတိကြဝိလန်နဲ့ဒေတာပုဂ္ဂိုလ်တွေကတော့ဒီမြက်ကိုတိမှာအဲ့တော့ဟိမွန်တာတောင်ဆိုတာလူသူရောက်ပေါက်နေတဲ့နေရာမှာမိရိဒာမင်းကြီးကလည်းဟိမွန်တာတောင်နှစ်နှစ်ဆက်ဆက်အကုန်သူရောက်ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်မို့ဟိမွန်တာတောင်က သမိုင်းသဘောအရာဟိမဝတ္တတောင်မှာဥဟာဆိုတဲ့မြင့်ရှိတယ်။ဟောမြေမပြေမတောင်မှာပဲမေခမေလိခဆိုတဲ့အေယဝတီရဲ့အစမြစ်တွေဟာမရောက်ဘူးတဲ့လူကြတော့ထူးဆန်းတယ်။အဲ့မေခမေလိခရဲ့အထက်မှာတခါရှိသေးတယ်မူလာရှိတိဆိုတာရှိသေးတယ်။ဟောဥဒ္ဒအုပ်ပဲမူလာရှိတိ ဘုရားတို့တော့မနစ်ကမှမြင်မှုတဲ့အဲ့ဒီမြင်ကိုမူလရှိတီကနေပြီးတော့စီလာအဲ့တော့ကိုပြောင်ဖူးတဲ့နေရာဆိုရင်တော့မြင်ဘူးဖို့ဆိုတော့မတမခဲနေဟိမွန်တာမှာ ဥဟာဆိုတဲ့မြင့်ရှိတယ်ဥဟာမြင့်ကိုသေမင်းကြီးမြင်ဘူးလားလို့ဆိုမမြင်ဘူးပါဘူးတဲ့သေမင်းကြီးရဲ့ ဟာကမီးတော့ရောအဲ့ဒီမြေကိုမြင်ဘူးသလားဆိုဟာကမီးတော့လည်းမြင်ဘူးတယ်လို့ပြောဘူးတဲ့ဒီလိုဆိုရင်ဥဟာမြတ်စွာမရှိဘူးပေါ့တချို့ကိစ္စတွေကြတော့စကားကတ်လို့ရှိရင်အကတ်နဲ့ပဲပြန်မေးရတယ်ကွာနော်ကတ်တဲ့စကားနဲ့ပဲပြန်မေးရတယ်အနုဘုဆိုလို့ရှိရင်ပြဿနာမပြေတတ်ဘူးပေါ့ဒါဖြေတဲ့နေရာမှာစီကံ ။ဟောလိမ္မာကျွမ်းကျင်မှုလို့ဆိုရှင်နာကသင်္နာကမိဘအဖြစ်ထုတ်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တော့မိလိမ္မာမင်းကြီးကိုပြန်ပြီးတော့သူကမိဘနဲ့ပြန်ထုတ်တာပြန်ထုတ်တော့ဒီလိုဆိုလို့ရှိရင်သင်မင်းကြီးကိုယ်တိုင်လည်းဥဟာမြင့်ကိုမမြင်ဘူးဘူးဖိမွန်တာတောင်ကဥဟာမြင့်ကိုမမြင်ဘူးသင်မင်းကြီးရဲ့ခမည်းတော်ကြီးကလည်းမမြင်ဘူးဆိုတော့ ဟိုတတောင်းမှာဥဟာမြင့်မရှိဘူးပေါ့မမြင်ဘူးရင် မရှိဘူးပေါ့လို့ဒီလိုမှတ်ချက်ဆွဲလိုက်တဲ့အခါကျတော့ဘာပြောတော့ဆိုရှိတယ်ပေါ့တဲ့အရှင်ဗျာဘာလို့လို့ဆိုရင်ဥဟာမြင့်အကြောင်းကိုရေးသားပြီးပြောဆိုထားတာတွေဟာရှိတာပေါ့ဥဟာမြင့်ရှိတာပေါ့တဲ့ တပည့်တော်ကိုယ်တိုင်မမြင်ဘူးတော့လေတပည့်တော်ရဲ့ခမည်းတော်ကြီးမမြင်ဘူးတော့လေဥဟာမြတ်စွာရှိတယ်နော်မမြင်မြင်ဘူးတာမမြင်ဘူးတာနဲ့ဆိုင်မမဆိုင်တာရှိမရှိကလူကအကုန်လုံးလိုက်ပြီးမြင်ရတာမြင်ဘူးတာမှမဟုတ်တာတော့အဲ့မမြင်ဘူးလို့မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါကျတော့ လိမ္မာပဏ္ဍဆိုမေဟောနေပြန်ပြီးတော့ပေးတဲ့အခါမှာသူ့အတူအဖြစ်ပေးပြီးသားဖြစ်သွားဘုရားမြတ်စွာရှိတယ်ဆိုတော့ရှင်သာဂတိနာဒီတိုင်းပဲပေါ့တဲ့ငါလည်းမမြင်ဘူးငါရဲ့ဆရာတွေလည်းမမြင်ဘူးဒါပေမဲ့တော့ ဘုရားဆိုတာရှိတယ်ဟုတ်ဒီလိုပြန်ပြီးတော့သူကဖြေးလိုက်တာပေါ့နော်အဲ့တော့ဖြေးဆုံးမှုနဲ့ပတ်သက်ပြီးတော့လိမ္မာကျန်းကျင်မှုသင်ကြားပို့ချပေးတယ်ဟုတ်ပဲမိလိညာမင်းရဲ့မိခေါ်ဟာယုတ်တည်းဆိုရင်ကြောင်းသွားနိုင်တယ်ပေါ့ဘုရားရှိလားမရှိလားဆိုတော့မိခေါ်ဟာမမြင်ဘူးရင်မရှိဘူးဆိုတော့ conclusion ကိုဆွဲမဲ့သဘောသူကလောက်တယ် ။ဟောလောကကြီးမှာမမြင်ဘူးပဲနဲ့ရှိနေတာတွေအများကြီးပဲ။ပင်လယ်ထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေနော်မမြင်ဘူး။တောထဲမှာအလွန်ထူးဆန်းတဲ့သရဝါတွေမြင်မှုကြတာမဟုတ်။သို့သောတစားတစားနဲ့လောကမှာထူးခြားတဲ့အရာတွေဟာစုစံလေးလာသူတွေကဒီကနေ့ခေတ္တကမရာတွေနဲ့ရုပ်ပုံတော်တွေမှတ်တမ်းတင်ပြီးတော့ပြတဲ့အခါမှာ တော်တော်များများလူတွေဟာသိရှိလာကြ မြင်ဘူးလာကြအစိတ်ကိုမမြင်ဘူးတော့လည်းပဲပုံကိုမြင်ဘူးလာကြတယ်